မင်္ဂလာပါရှင် Dream High Property မှာပြန်လည်ကြိုဆိုလိုက်ပါရယ်အခုဆိုလို့ရှိရင်တော့အားလုံးသိကျင်နေကြရဖြစ်တဲ့ဒီ Darish Pillar ရဲ့1 square feet ဈေးနှုန်းလေးတွေကိုပြပြပေးသွားမှာပဲဖြစ်ပါရယ်ရှင်ဒီမှာဆိုရင်မြေကွက်အမျိုးအစားပုံစံက3မျိုး3စားရှိမယ်ပေါ့နော်ဆိုတော့40 60ရှိမယ်ပြီးရင်40 40လေးလည်းရှိမယ်ပြီးရင်60 80ဆိုပြီးတော့3မျိုးရှိမှာပဲဖြစ်ပါရယ်ရှင် အဲ60 80မှာဆိုလို့ရှိရင်တော့သူကမျက်နှာစာတန်းလမ်းမတန်းတွေနဲ့မှာကဲ့ရန်ရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော် short hop အနေနဲ့လည်းစီးပွားရေးအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ရှင်။ဈေးနှုန်းလေးတွေကတော့အခုဒီအောက်ကဒီအပြာတန်းလေးတွေပေါ့နော်အပြာတန်းလေးတွေဆိုရင်1 square feet ကိုတသိန်းဝန်းကျင်ကျတဲ့မှာဖြစ်ပါတယ်ရှင်။အဝါလေးတွေဆိုလို့ရှိရင်တော့1 square feet ကိုတသိန်း3000ဝန်းကျင်ကျတဲ့မှာတင်မှာဖြစ်ပါတယ်ရှင်။ဒီအပေါ်ကအစိမ်းတန်းလေးတွေ80ဝန်းကျင်လေးတွေကတော့တသိန်းခွဲပတ်ချလဲအတိပဲအစားအစာရှိမှာပဲဖြစ်ပါတယ်ရှင်။ payment plan တွေအရဆိုလို့ရှိရင်ပေါ့နော်အခုဆိုလို့ ရှင်ကက်စတောင်းပေးချိန်မယ်ဆိုလို့ရှင်တော့10%ဒီစကောက်ရရှိမှာဖြစ်ပါတယ်8 month plan နဲ့လည်းပေးချိန်လို့ရပါတယ်12 month plan နဲ့လည်းပေးချိန်လို့ရပါတယ်အရှင်ဒီလို12 month plan နဲ့ပေးချိန်မယ်ဆိုလို့ရှင်တော့5%ဒီစကောက်ရရှိမှာဖြစ်ပြီးတော့အဲ့ဒီအခွင့်အရေးလေးရတော့အခုဂျွန်လကုန်ထိပဲရရှိမှာဖြစ်လို့စိတ်ဝင်စားရဆိုလို့ရှင်တော့မြန်မြန်လေးလာဖို့လိုပါတယ်နော်ဒီလို8 month plan ကိုယူမယ်ဆိုလို့ရှင်တော့7%ဒီစကောက်ရရှိမှာပဲဖြစ်ပါတယ်ရှင် တင်ရလေးရဆိုလို့ရှိရင်မြောက်တကုံအရှိတကုံရဲ့အချက်ချာကြတဲ့မင်းရဲ့ကြော်စွာလမ်းပေါ်မှာတရှိတာဖြစ်ပါတယ်။အတိကသူ့ရဲ့အရှိလမ်း main လမ်းပေါ့နော်ကုန်းပေါင်လမ်းနဲ့ဆိုလို့ရှိရင်လည်းပဲဒီအင်ရရဲ့ ground level အမြင့်ကိုတဒန်းနဲ့ထားရှိတာမှဖြစ်တဲ့အတွက်ကြောင့်မို့လို့ရေစည်းရေလာမကောက်မှလည်းစိတ်ပူစရာမလိုဘူးပေါ့နော်။ဒီမှာဆိုရင် facility အနေနဲ့ဆိုလို့ရှိရင်တော့ car parking ပါဝင်မယ်ဖြစ်တဲ့ဂျင်ပါမယ်ပြီးရင် utility area ပေါ့နော်အများပြည်သူအတန်းဖြေလို့ရမယ်နေရာလေးလည်းပါရှိမှဖြစ်ပါတယ်ရှင်။ဟိုဘက်မှာ full service လေးလည်းပါရှိမှဖြစ်ပါတယ်။စစ်စစ် CCTV တွေလည်းတက်စင်နာမှာဖြစ်ပြီးတော့ security အပြည့်နဲ့ငုံုံမှုရှိရှိစိတ်ရချမ်းသာစွာငြိမ်းစွာနေထိုင်နိုင်မယ့်နေရာလေးပဲဖြစ်ပါရဲ့ရှင်။ မလာလေးမှာဆိုလို့ရှိရင်မိမိတို့ဝယ်ယူထားတဲ့ဒီအကွက်လေးတွေမှာ1.5 story ကနေပြီးတော့မှ3.5 story ထိဒီဇိုင်းပုံစံအသက်မှတ်ထားခြင်းမရှိဘဲနဲ့ကိုနှစ်သက်တလို့စိတ်ကြိုက်ဖန်တီးပြီးတော့တိဆောက်နိုင်မှာပဲဖြစ်ပါတယ်ရှင်။မလာရဲ့မြေွက်လေးတွေကိုဝယ်ယူပြီးတော့ payment plan တိုင်းအရေးကြပေးချိန်ပြီးတဲ့အခါကျလို့ရှိရင်တော့ free duration တွင်ကိုရဲ့ bidding လေးကိုစောက်ပေးရမှာပဲဖြစ်ပါတယ်ရှင်။အဲ့လိုမျိုးစောက်ပေးတဲ့အတွက်အားသာချက်ကတော့ကိုကအဲရင်းနှီးမြှုပ်နှံမှုတစ်ခုအနေနဲ့ထားထားမယ်ဆိုလို့ရှိရင်လည်း villa တစ်ခုလုံးကမြင်းမြိုင်ဆိုင်ဆိုင် bidding အပြည့်လေးတွေဖြစ်နေမှာဖြစ်တဲ့အတွက်ကြောင့် ကိုလို့နောက်ပိုင်းကိုကပြန်ပြီးတော့ရောင်းတင်တဲ့အခါမှာဆိုလို့ရှိရင်လည်းဈေးကောင်းလေးလည်းပိုရနိုင်တယ်လို့လက်ရှိကိုနေနေမယ်ဆိုလို့ရှိရင်လည်းစီစီကဲကဲလေးဖြစ်တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့ develop ဖြစ်တယ်လို့ခန်းစားရမှာဖြစ်ပါတယ်ရှင်။ဆိုတော့ဒီလိုမျိုး the rich pillar ထဲမှာရှိတဲ့နေရာကောင်းတဲ့မြေခွက်နှစ်သက်ရလေးတွေကိုဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ကျမတို့ရဲ့ dream height property ကိုအချိန်မြင့်ဆက်တယ်လို့ရပါတယ်ရှင်။ကျေးဇူးတင်ပါတယ်။